ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ရှင်တို့ရေနည်းမြတ်တော့ပြန်လာနိုင်အောင်လုပ်ကြတော့ဒီမှာကျမတို့နဲ့အမေပဲတန်ခင်မှာကျွန်တော်မှာနေရတဲ့သူတွေကလည်းမရှိတော့အဆင်မပြေအောင်ရှင်တို့သိရမလားမင်းတို့အားလုံးလည်းသိတဲ့အတိုင်းမတို့လူကအဝေးမှာသွားလို့ရပြီးတော့ တလနှစ်လလောက်အိမ်နဲ့ဝေးနေရတာကိုငါတို့အမေကိုအိမ်စည်းရေးအတွက်လည်းပတ်စံပေးခဲ့တယ်။မင်းတို့ငါယောက်ကအမေကိုဂရုစိုက်ပေးပါနော်။ငါတို့အမြန်ဆုံးအလုပ်တွေလက်ဆတ်တက်ပြီးတော့ပြန်လာခဲ့ဖို့ကြိုးစားပါမယ်။သူတို့ငါယောက်ကတော့မြို့ရီတမြို့ကနေတမြို့ကိုပစ္စည်းတွေကုန်တင်ကားတွေနဲ့တင်ပြီးတော့ပို့ဆောင်ပေးရတဲ့အလုပ်ကိုလုပ်ကြတဲ့သူတွေပါ။သူတို့ယောက်ျားတွေအလုပ်အတွက်ပြန်ထွက်သွားပြီးတဲ့နောက်မှာတော့ချွေးမာယောက်နဲ့ဒိုအီလိန်အိမ်မှာကျန်ခဲ့ပါတော့တယ်။သူတို့ကတော့အလုပ်ကိစ္စနဲ့သွားလိုက်ပြီးဆိုပေမဲ့သူတို့ဝေထားတဲ့ဝတ်တွေကတော့ရှော့ဝတ်ကျန်နေခဲ့တည်တယ်။ ီးတော့ဒီနေ့တက်မှဆေးရမဲ့ပကံတွေကလည်းအများကြီးပဲအဲဒါကြောင့်အခုငါတို့တွေမြေကမ်းပေးကိုသွားပြီးတော့ပကံဆေးကြဖို့လေဒီလိုလေအဝတ်တွေယူပြီးတော့လိုက်ခဲ့ကြလေဒီနေ့ငါတို့မှလုပ်ရမယ့်အလုပ်တွေကအများကြီးပဲသူတို့တွေနေကြတဲ့အိမ်လေးကတော့မြေကမ်းကြီးတစ်ခုရဲ့ဘေးနားမှာရှိပါတယ်ဒီလိုမျိုးသူတို့အိမ်ရဲ့တစ်ဖက်မှာတော့မြေအကြီးကြီးရှိကတစ်ဖက်မှာတော့မြေမားတွေတောင်တန်းကြီးတွေရှိပါတယ်ဒီလိုမြေတွေတောင်တန်းတွေကျမ်းပါပဲချွေးမာရောက်နေသူတို့ရောက်ခမဖြစ်သူဒေါ်အေးဟာနေထိုင်ကြတာဖြစ်ပါတယ် ငါကတော့လက်ထပ်ပြီးကစားတော့ငါရောခမရင်ရဒီလိုနေရာမှာဆိုပြီးတော့နေနိုင်မမလားဆိုပြီးတော့တွေးပူခဲ့သေးတယ်။ဒါပေမဲ့တင်မနေရတာရမ်းအဆင်ပြေရနော်။လေးလန်းလောက်လှမ်းလိုက်တာနဲ့ညစ်ကမ်းရင်ရှိတယ်။ပြီးတော့ဒီလိုမျိုးလုပ်တွေကိုအဆင်ပြေလုပ်လို့ရသေးတယ်။အနားမှာတောင်းနှန်းနေလည်းရှိရောရာသီဥတုကလည်းအရန်ကိုအေးတယ်။အဲဒါကြောင့်နေရာဒီရောက်မှငါတို့တွေဘာမှတော့ကမရောက်ဖ ೇನೆ နေနိုင်လား။အဲဒါကြောင့်မင်းငါတွေးနေရလေဒီနေ့ညကျလို့ရှိရင်ငါတို့တွေထမင်းနဲ့ကာရီဟင်းကိုချက်စားကြရအောင်လေ။ငါတို့ထမင်းနဲ့ကာရီဟင်းမစားတာကြာပြီမလား။ ဒီတော့ငါတို့အလုပ်တွေမြည်ပြီးအောင်လုပ်လိုက်မယ်လေပြီးရင်ဟင်းချက်ကြရအောင်သူတို့ငါးယောက်ဟာဆင်းရဲပြီးတင်းအိမ်တည်တည်လေးမှနေရတယ်ဆိုပေမဲ့အရင်ကပျော်ရွှင်စွာနဲ့နေထိုင်ကြပါတယ်ဒီလိုနဲ့ပဲတပတ်လောက်ကြာသွားတဲ့အခါမှာတော့ကောင်းကင်မှာတိမ်မဲတွေရှောင်းလာပြီးလီလီတိုက်ကလျှက်စီးတွေလက်ရင်ကယာတိဥရုလင်းဆူရွာလာပါတော့တယ်ဒီကြားထဲမှာလေပြင်းတွေကလည်းတိုက်နေပါသေးတယ်ကြည့်ရတာဒီနေ့မုံတိုင်းဝင်တော်မင်းနဲ့တူတယ်ကျမတို့အရင်ကြောက်တာပဲဟုတ်တယ်ချွေးမတို့ဒါ ။အားတို့အိမ်ထဲကိုဝင်ကြစို့။ဒီလိုရာသီဥတုမှာငါတို့အပြင်ကိုထွက်နေတာမကောင်းဘူး။ဒီလိုပြောပြီးသူတို့တွေလည်းအိမ်ထဲကိုဝင်လာခဲ့ပါတယ်။ဒါပေမဲ့သူတို့အိမ်ထဲကိုဝင်လာတာနဲ့လေပြင်းမုန်တိုင်းတွေဟာရင်ကိုတိုက်ခတ်လာပြီးသူတို့အိမ်ဟာလည်းလေကြောင်လေးပြူသွားပါတော့တယ်။ဒါကြောင့်အခုတော့ဒေါ်အေးနဲ့ချွေးမအရောက်လေးနေရင်ထိုင်ရင်နဲ့အင်ယာမိတ်တွေဖြစ်သွားကြပါတော့တယ်။အမလီဖျားရေတဘလူဖြစ်ရတာပါလေ။ခုနအထီအောင်မှတမတို့မှနေရာထိုင်ခင်းအိမ်လေးရှိနေသေးတာကိုအခုကျတော့ဘလူဖြစ်ရတာပါလေ အခုငါတို့ဘယ်ဟိုသွားကြမလဲမေကျမတို့ဘေးကင်းတဲ့နေရာတစ်ခုခုသွားကြရအောင်လေဒီလိုနေရာကြီးကကျမတို့အတွက်လုံးဝဘေးမကင်းဘူးချွေးမအရောက်လေသူတို့ရောက်ကမကိုခေါ်ပြီးတော့တင်ပင်ကြီးတပင်အောက်ကိုသွားပြီးတော့နင်းနေလိုက်ကြပါတယ်နိုင်ရင်ငယ်ကြပြီးတဲ့နောက်မှာတော့မုံတိုင်းငိန်သွားတဲ့အခါမှာချွေးမရောက်လင်းသူတို့ရောက်ခမကိုခေါ်ပြီးသူတို့အိန္ဒိယလေးကိုပြန်လာခဲ့ပါတယ်။ဒီခါသူတို့အိန္ဒိယလေးကတော့ရစရာမရှိအောင် လုံးဝပျက်စီးသွားပြီဖြစ်တာကိုတွေ့လိုက်ရပါတယ်။ ပြီးတော့အရာကိုပြန်ပြီးပြင်းလို့လည်းမရနိုင်ပါဘူး။ဒါငါတို့တဲလေးကိုဖြစ်တယ်လို့လွယ်လွယ်ဆောက်ထားလို့ပြူကြတာပဲ။တကယ်လို့ငါတို့မှသာခိုင်ခန့်နေတဲ့အိမ်လေးရှိမယ်ဆိုရင်ဒီလိုမျိုးဖြစ်မှာမဟုတ်ဘူး။ချွေးမတို့ဒီလိုငါပြောရအောင်နားထောင်။ငါတို့တွေရွာထဲကိုပြန်သွားနေရအောင်လေ။ဒီလိုမျိုးတောင်နေကြတဲ့မြစ်တွေနားထဲမှာလူရင်းနေတဲ့နေရာလည်းမဟုတ်တော့မကြာခဏမုန်တိုင်းတွေပါရီကလာမှာပဲ။ငါတို့ဒီမှာနေဖို့မသင့်တော်ဘူး။ဒါပေမဲ့ကျမတို့ရွာမှာသွားနေမယ်ဆိုရင်တော့ဘယ်လိုနေမှာလဲ။ ဒီနာကနီနာရွာတွေမှာရေမရှိလို့မြေနဲ့ဒုက္ခရောက်နေရလေတီချာရဲ့ရာသူတို့ကလည်းရမ်းပူနေဒီနေရာမှာဆိုရင် ကျမတို့ညရာဒီရောက်မှနည်းနည်းမှမပူဘူးပြီးတော့မြစ်ကလည်းရှစ်တက်တက်မှရှိသေးတယ်မေးတမီးတို့တခုမဟုတ်တခုစဉ်းစားပြီးတော့ဒီနာမှာပဲအင်ပြန်ဆောက်ပြီးတော့နေရမယ်ဒီတစ်ခေါက်တော့တမီးတို့တွေမြက်တွေနဲ့တဲစုံတွေပဲထိုးပြီးတော့မနေတော့ဘူးဒါပေမဲ့အင်ကောင်းကောင်းလေးဆောက်ဖို့ဆိုလို့ရှိရင် ကျမတို့ပတ်ဆက်လည်းမရှိဘူးငါဟိုနေ့ရွာဘက်ကိုသွားတော့တနေရာမှာရှုပ်မြေတွေအများကြီးတွေ့ခဲ့တယ် ငါမြင်ခဲ့ရလေအဲ့ရွာထဲမှာလည်းတော်တော်များများမြေကြီးအိမ်တွေကိုစောက်ထားကြတာအဲ့ဒါလေးတွေကတော်တော်လေးခိုင်ခန့်နေအဲ့ဒါကြောင့်ငါတို့လည်းအဲ့လိုအိမ်လေးကိုစောက်နေကြရင်ရောอืมနေပြောအမှန်နေဒါပေမဲ့ငါတို့ကအိမ်စောက်ဖို့ဆိုရင်ရှုပ်မြေကြီးရဲ့အများကြီးလိုအပ်တယ်လေဒါပေမဲ့ဒီနားမှာကျတော့အဲ့လိုရှုပ်မြေကိုရှာတွေ့ဖို့ဆိုတာလည်းမလွယ်ဘူးဘယ်လိုလုပ်မလဲဟဲငါတို့ရဲ့ရှေ့မှာနေမြေချောင်းကြီးတစ်ခုလုံးရှိနေတဲ့ဟာကိုနေရရှုပ်မြေမရှိဘူးလို့ပြောနေသေးရဲ့ပေါ့လေငါတို့ရဲ့မြေကမ်းထဲမှာအဝတ်လျှော်လိုတော့ရသေးတာကို ငါတို့ဝိရှော်တိုင်းလည်းမြေကမ်းဆက်မှာရွှေ့မြေတလောက်ပေါ်လို့ငါတို့အဝတ်ဒီရာမှာပြပြသွားသေးရဲ့လေအဲ့ဒါကြောင့်ငါတို့တွေမြေချောင်းထဲရဲ့ရွှေ့မြေတွေကိုထုတ်ယူပြီးတော့ပဲကိုပိုင်အင်လေးကိုစောက်ကြရအောင်ဒီပြောရလဲမှန်ပါတယ်ဒါပေမဲ့ငါတို့မြေထက်ကနေပြီးတော့ရွှေ့မြေတွေကိုထုတ်ယူဖို့ဆိုရင်တော့အချိန်ရတော့ကြာမှာပဲနော်ဒီတော့ဒီလိုလုပ်ကြဆိုလေငါတို့မြေနဲ့လုံလုံကပ်နေတဲ့နေရာမှာပဲအိမ်စောက်ကြမယ်ဒါဆိုရင်တော့ပို့ပြီးတော့ဆင်ပြေရပါဘော ဒီလိုနဲ့သူတို့တွေလည်းသူတို့အိမ်ထဲကနေလိုအပ်တဲ့ပစ္စည်းတွေကိုယူကာမြေကမ်းနားကိုသွားလိုက်ပြီးတော့ပုံအကြီးကြီးတွေနဲ့မြေထဲကနေပြီးရှုပ်မြေတွေကိုထုတ်ယူပါတော့တယ်။အဲ့ဒီအလုပ်မှာတော့ဒေါ်အီးကလည်းသူ့ချွေးမော်တွေကိုဝိုင်းပြီးကူညီပေးပါတော့တယ်။ပြီးတော့ချွေးမောင်အားယောက်လည်းသူတို့အိမ်ကိုရှုံဆူရီမုံမှန်ပြီးတော့စောက်လိုက်ကြပါတော့တယ်။ငါတော့ရှုံနဲ့အိမ်ဆောက်ရတာကိုအရင်မခက်တော့ဘူးလို့ထင်တာ။ဒါပေမဲ့နေရည်လေးတစ်ချက်လောက်ကိုလုပ်ရတာနဲ့တော်တော်ခက်ခဲနေပြီး ရွှေမြေကြီးအိမ်လေးဆောက်ဖို့ငါတို့အတွက်အချိန်ရတော့၄ငါး၆ရက်လောက်တော့ပေးရမှာပဲလေ။ငါတို့တွေစိတ်ရှိရှိနဲ့ကြိုးစားဖို့လိုအပ်တယ်။အဲ့ဒါမှငါတို့လည်းအကောင်းဆုံးအိမ်လေးကိုရမှာပေါ့။ချွေးမငါရောက်လေသူတို့ရောက်ခမနဲ့အတူတူနင်းနေညံ့ညကြိုးစားပြီးတော့အိမ်လေးကိုစောင့်နေပါတော့တယ်။ဒီလိုနဲ့၃၄ငါးရက်ကြာပြီးတဲ့နောက်မှာတော့သူတို့ရဲ့မြေကြီးအိမ်လေးလည်းအဆင်းသင့်ဖြစ်သွားပါတော့တယ်။စောင့်လို့ပြီးသွားလို့အချောက်ခံပြီးတဲ့နောက်မှာတော့သူတို့အိမ်လေးကရင်ကိုခိုင်ခန့်တောင်းတင်းတဲ့အိမ်လေးဖြစ်သွားပါတော့တယ်။ဒီလာမီ ကျမတို့အင်းလေးကဘလောက်တောင်လှလဲဆိုတော့အရန်လေးခိုင်ခန့်နေပြီးတော့အရန်လေးအီးနေရပဲပြီးတော့ဘလောက်ပဲလီပြင်းမုန်နိုင်နေတိုက်တိုက်ပြူလဲတော့မှလည်းမဟုတ်ဘူးမင်းတို့ငါးယောက်ကတော့အကောင်းဆုံးလုံးပြနိုင်လိုက်တာပဲအခုငါတို့တို့ဒီအိမ်လေးမှာအေးအေးချမ်းချမ်းနေနိုင်ပြီဒီလိုနဲ့ပဲရန်နင်းငယ်ကြာသွားခဲ့ပြီးချွေးမာရီအောင်လုံးလေးသူတို့အလုပ်သူတို့လုပ်နေကြတော့မှပဲပပကမုံမုံနဲ့အတူတူညချောင်းထဲကရွှွန်တွေကိုယူပြီးညဦးတွေခွက်လေးတွေကိုလုံနေပါတယ်အဲ့ဒါကိုကြည့်ပြီးဟင် နင်တို့ကရွှေ့နေတဲ့ပကံဒီအိုးတွေခွက်တွေဘာလို့လုံနေရလဲငါတို့ရိမှာတလအိုးတွေခွက်တွေအများကြီးပဲလေအော်ရွှေ့နေလဲရှိနေရနဲ့ငါတို့လည်းထပ်ပြီးတော့လှုပ်ထားမလို့လေဘာလို့လဲဆိုတော့မြေဝုန်းနဲ့ထက်ရတဲ့ဟင်းလေးတွေကအရသာရမ်းရှိတယ်ဒါဆိုရင်နင်တို့ထပ်ပြီးတော့အိုးခွက်တွေကိုမြင်းများလေးလှုပ်ထားလိုက်လေဘာပဲပြောပြောညနေကြလို့ရှိရင်ငါတို့ဟင်းချက်ဝယ်ဖို့အတွက်ဈေးကိုသွားရအောင်ပါပဲအဲ့ဒီကကြာရင်ငါတို့ဒီအိုးလေးတွေကိုဈေးမှာသွားရုံကြရင်ရွာဖြစ်ပေမဲ့လေရွာတွေကလူတွေတော်တော်များများစတီးခွက်တွေအိုးတွေပဲတုံးကြအောင် အဲကြောင်ငါတို့ရွာရဲလူဝေးစီကိုမြို့မြေခွက်လေးတွားရောက်ရရင်ရောသူတို့ရမ်းတက်ပြီးတော့ဝေးချက်မလားမသိဘူးလေပပတို့လည်းညညအကြံကိုသဘောကျသွားကြပါတော့တယ်။ဒါကြောင့်သူတို့လည်းထပ်ပြီးရှင်နေနဲ့ဥခွက်ပကံတွေကိုလှုပ်လိုက်ကြပြီးတော့ညနေဘက်မှာတော့သူတို့လည်းဈေးကိုသွားပြီးရောင်းချကြပါတော့တယ်။ဒီခါမှာသူတို့ထင်ထားသလိုလူတွေကသူတို့စီကနေမြို့ဦးမြေခွက်တွေကိုလာဝေးကြပါတယ်။ပြီးတော့သူတို့ဥခွက်တွေဟာလည်းအရင်ကကောင်းပါတယ်။ညင်လာငါပြောတာပဲလူတွေတီကြပေါ့မြို့ဦးတွေကိုဝေးကြမှာပါလို့ အခုပထမရက်တင်မဲ့ငါတို့စီကအိုးရီအများကြီးဝေသွားကြရလေငါတို့လည်းပတ်ဆက်နေအများကြီးရပြီပြီးတော့ဟိုမျိုးသမီးတယောက်ပြောလိုက်သေးရလေအိုးအကြီးဆုံးဆိုင်လိုချင်တယ်ဆိုပြီးတော့ဇီးမှာတချို့လူတွေအများကြီးလဲရွှေမြေကြီးရင်းနဲ့အယူလေးတွေလောက်တာကိုလောက်ရောက်နေကြတာအဲ့ဒါကြောင့်ငါတို့လည်းရွှေနဲ့ရုပ်တွေမကဘဲနဲ့အသုံးဆောင်ပစ္စည်းတွေကိုပါလောက်ရောက်ရင်ရောအိမ်ထဲမှာနှာစင်ဖို့လိုအပ်တဲ့ပစ္စည်းတွေလိုဟာမျိုးပေါ့ဒီလိုနဲ့ချင်းမအားရောက်လေသူတို့ရွှေရင်းလေးကိုရွှေနေနဲ့တိချာခိုင်ခန့်အောင်လှုပ်ဆောင်ပြီးတဲ့နောက်မှာတော့ ရှုံမြေကြီးတွေနဲ့မြေဥမြေခွက်တွေတွေမကပဲအိမ်ထဲမှာအလှဆင်းတဲ့ပစ္စည်းလေးတွေကိုရောအယုတ်လေးတွေကိုပါလုံယောင်းကြပါတော့တယ်။ပြီးတော့အရိကရတဲ့ပတ်စံတွေကိုလည်းလိုအပ်တဲ့နေရာမှာသုံးဖို့အတွက်စုထားလိုက်ပါတော့တယ်။ရန်နေငယ်ကြာသွားပြီးနောက်မှာတော့သူတို့တွေလည်းမြေကမ်းနားကအိမ်မှာအလွတ်လုံနေကြတော့မှာပဲသူတို့အိမ်နောက်ကိုရှောင်လေကြရင်းနဲ့ပဲလူတချို့ကရောက်လာကြပါတယ်။ပြီးတော့အပြင်ကနေသူတို့ကိုလှမ်းခေါ်လိုက်ပြီးပြောလိုက်ပါတယ်။တီရှော့လေးနဲ့စောက်ထားတဲ့အိမ်လေးကအရန်ကိုခိုင်းခတ်ပြီးတော့လှရပါပဲနော်။ကျွန်တော်ဘာလို့ဒီနားမှာနေရလဲယင် အခုမှပြောင်းလာပြီးတော့နေကြတာလားမဟုတ်ပါဘူးကျမတို့ကဟိုးရင်နှုံကလေးကဒီမြကြီးနားမှာပဲနေရလေဒါပေမဲ့ဒီမြကြီးရင်လေးကတော့တိတ်မကြခင်ရပဲစောက်ထားတာဒါနဲ့ရှင်တို့ကြည့်ရတာလာလေကြရည်သူတွေထင်နေအခုကနေရာဒီမဟုတ်လားအဲ့ဒါကြောင့်နေရာဒီဆိုတော့တောင်ပေါ်တို့မြေချောင်းသားတို့မှာလူတွေကမကြခဏသွားလေကြရည်လေကျမတို့လည်းဒီလိုပါပဲရှောက်လေပူလာခဲ့ရဒီလိုမျိုးလာလေတဲ့သူတွေကိုတော့ချွေးမအောင်လေကောင်းမွန်စွာနဲ့ကျူဆူလိုက်ပါတယ် ပြီးတော့သူတို့တွေလှုပ်ရှားတဲ့မြေကြီးပကံတွေခွက်တွေအယုတ်လေးတွေကိုလည်းပြလိုက်ပါတယ်တီရှုနဲ့လှုပ်ထားတဲ့အိုးခွက်တွေကတော်တော်လှတာပဲနော်အဲ့ဒါကြောင့်အိုးလေးတွေသုံးလေးခုလောက်ဝဲချင်းလို့အင်ရောက်လို့ထမင်းချက်စားမယ်ဆိုရင်လည်းစားလို့ကောင်းပါပြီးတော့ဒီယုတ်လေးတွေကလည်းတော်တော်လှတာပဲကျမညာကလေးတွေတော့ဝဲသွားအောင်မယ်ဒါဆိုသူတို့တော်တော်ပြောသွားကြမှာဒီလိုနဲ့ပဲနွေရောင်တီရောက်တဲ့အခါမှာတော့သူတို့မြေကမ်းနောက်ကိုလူတွေအများကြီးကလာရောက်နေပတ်ကြပါတယ် ပြီးတော့လာလေတဲ့သူတွေဟာသူတို့ရဲ့ရှင်းနယ်လှူထားတဲ့ပစ္စည်းလေးတွေကိုလည်းအများကြီးဝေးကြပါတော့တယ်။ဒါကြောင့်ချွေးမငါးယောက်လည်းသူတို့လှူထားတဲ့အုပ်ခွက်တွေရုပ်တွေဟာအရင်ကရောင်းနေကြရပါတော့တယ်။ဒီလိုနဲ့သူတို့လည်းပတ်စံတွေထပ်ဆူပြီးတော့ခေါင်းဆွေးကြော်တွေကြောင်စံကြော်တွေစားစရာမျိုးစုံကိုချက်ပြုတ်ပြီးတော့လာရောက်လဲပတ်သူတွေကိုရောင်းချပါတော့တယ်။အိမ်မှာဒီလိုမျိုးခေါင်းဆွဲကိုဘယ်နှခါပဲကြိုးစားကြည့်ကြည့်ဒီလိုမြေကမ်းပေးမှာစားရတာတော့ကိုရတာမရှိဘူးဟုတ်တယ်ရှင့် ကျမတို့ဒီမှာလှုပ်ဆိုင်ရင်ဒီလိုရတာမျိုးမရဘူး။တကယ်အမတို့လက်ရတွေကရဲဟုန်ကောင်းတာပဲ။ဒီလိုနဲ့ပဲအချိန်တွေတည့်ရပြီးတည့်ရကြာသွားခဲ့ရင်အခုတော့ချွေးမောင်အယောက်လေးပစံတွေအများကြီးကိုဆူထားလိုက်ကြပါတယ်။ပြီးတော့မကြခင်ပါပဲသူတို့ဟာမြေကင်းဘေးမှာရှုံမြေကြီးတွေနဲ့ထမင်းဆိုင်လေးကိုဖွင့်ထားလိုက်ပြီးတော့အစားအသောက်တွေမျိုးစုံကိုလှုပ်ပြီးရောင်းချကြပါတော့တယ်။ဒါကြောင့်သူတို့မြေကင်းနားကိုရွာဘက်ကလူတွေတင်မကပဲမြို့ပေါ်ကလူကြီးတွေကလည်းပဲနေရာတိရောက်တိုင်းသူတို့မြေကင်းလေးဘေးကိုလာလေကြပါတယ်။ ဒါကြောင့်ချွေးမအားရောက်လိမ့်နင်းနေညညပတ်စံတွေကိုရှာနိုင်နေပါတော့တယ်။ညို့၅ရောက်ကတော့တကယ်လို့ပြနိုင်ကြတာပဲ။ငါတို့မှဒီလောက်အခက်ခဲတွေမျိုးစုံရှိခဲ့ရတာမှညို့ကတော့ဘာမှစိတ်တက်မကြဘဲနဲ့ကြိုးစားခဲ့လို့ငါတို့တွေဒီလိုမျိုးအောင်မြင်လာရလေ။အခုဆိုရင်ငါတို့မြေကမ်းပေးလေးကိုလာလေတဲ့သူတွေရလဲအမျက်စီကားပြီးတော့ငါတို့အတွက်လည်းအများကြီးအကျိုးမြတ်ဖြစ်ထွန်းနေ။ဟုတ်တယ်မေ။တကယ်လို့ဟိုတကာလေးတိုက်တော့ရတာသမီးတို့အိမ်မပြိုခဲ့ရင်သမီးတို့လည်းရှွင့်ရင်လေးကိုစောက်ဖြစ်ခဲ့မှာမဟုတ်ဘူး။ ဒါဆိုတမလို့လေဒီလိုမျိုးလုပ်တွေကိုလုပ်ဖို့တွေးမိမှာမဟုတ်ဘူးလေဟုတ်တယ်မေးအဲ့ဒါကြောင့်ဖြစ်သမျှအကြောင်းအကောင်းလိုပဲအားလုံးကပြောကြတာပေါ့အခုကျမတို့အခက်အခဲတွေတွေ့ကြုံရရင်တော့မှဘလို့ဖြစ်တမ်းရမလဲဆိုတာကိုသဘောပေါက်သွားပြီဒီလိုနဲ့ပဲသူတို့ဟာရင်ကိုအဆင်ပြေလာခဲ့ပြီးပျော်ရွှင်အေးချမ်းစွာနေပြီးနေထိုင်သွားကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်